ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရေးဒါကျွန်တော်တို့ football and business season ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကြာကျွန်တော်မနေ့ကဂတိပေးထားတဲ့အတိုင်း Manchester United အသင်းရဲ့ Queen this Seaman game အကြောင်းပေါ့နော်။ဒါ Queen this Seaman game အကြောင်းကိုကျွန်တော်ပြောထားခဲ့ပြီးပြီ။ဒါပေမဲ့ Queen this Seaman game မှာဒါကျွန်တော် Queen this Seaman game ရဲ့ဒါအကြောင်းအဓိကအကြောင်းလေငွေကြေးချက်လက်လေကျွန်တော်နည်းနည်းလေးပြောဖို့လိုလာလိမ့်မယ်။ တော့ဒီသားကျွန်တော် football ပြဆိုကျွန်တော်လဲဒါတီးတလောက်တက်တလောက်ပေါ့နော်ကျွန်တော်ပြောပြပြေးနေတာဖြစ်တယ်အဲ့တော့လက်ရှိမှာဒါကျွန်တော် Manchester United ကွင်းသစ်ဆောင်မယ်ကွင်းသစ်ဆောင်ရင်ဒါကျွန်တော်တို့အလကားဘာမှမဆောက်ပေးဘူးကိုယ့်ဟာကိုယ်ပတ်စံပြေးပြီးဆောင်ရတယ်လို့ပြောလို့ရတယ်မှာပါတယ်ဒီနားမှာဒါကျွန်တော်တို့လူတော်များအဓိကဒါကျွန်တော်တို့သတင်းတွေမှာလည်းဘာသာပြန်နေမှာလည်းမရှိတာကျွန်တော်လည်းမနေ့ကတတ်တတ်ကြီးကိုမပြောသွားခဲ့တာပေါ့နော်အဲ့တော့ United ကွင်းမမြန်ပြီးမပြီးကသူတို့ regeneration plan ပေါ်မူတည်မယ်ဆိုပြီးတော့ဒါကျွန်တော်တို့ Sir Jim Ratcliffe ကပြောသွားခဲ့တာကိုတွေ့ရမှာပေါ့အဲ့ဒါကဘာကိုဆိုလို့ကျင်တာလဲ အဲ့တော့ Manchester United အသင်းကလက်ရှိမှာဒါကျွန်တော်ခင်ဗျားတို့ပုံမှန်လေးလေးပြောမယ် Ineos တို့အုပ်စုကကွင်းပြစာမှာဖြစ်ပါတယ်အဲ့ဒါကိုရှုပ်သွားသလားကွင်းပြစာသလားဆိုတော့ကျွန်တော်လက်ရှိမှာခင်ဗျားတို့အခုလက်ရှိအတူချုံပြောမယ် Sir Jim Ratcliffe က World War Wembley ကိုမနာလို့ Wembley ကိုသူလုံးဝမကြိုက်ဘူးဘာလို့ဆိုတော့ ဝမ်ဘလီမှာလက်ရှိမှာကျွန်တော်တို့ဒါအင်္ဂလန်မှာပွဲကြီးပွဲကောင်းခမလူမျိုးပါတာမရွေးအကောင်းဆုံးပွဲတွေကတော့ဝမ်ဘလီမှာကျင်းပရတယ်ကျွန်တော်တို့ကဘောလုံးပွဲပဲကျွန်တော်တို့ကသိရတယ်လေဟုတ်တယ်မလားဒါ finally စမာရုပါလဲဝမ်ဘလီမှာပဲကျင်းပရပါတော့အဲ့တော့အင်္ဂလန်မှာဒါဆောင်ရမ်းကောင်းနေဆောင်ရမ်းအတော်တဲ့အဆူရယ်ကဘာတဝမ်းလာကလာတဲ့အဆူရယ်အကောင်းဆုံးတော့ကျွန်တော်ပွဲစဉ်တွေအကုန်လုံးကိုဝမ်ဘလီမှာကျင်းပတယ်တကယ်လည်းလက်ဝဲပွဲတွေအားစဝမ်ဘလီမှာကျင်းပတယ်ဒါကျွန်တော်တို့ဝမ်ဘလီကဘောလုံးကွင်းရွတ်မဟုတ်ဘူး ဒါကျွန်တော်ဘာလို့ကျွန်တော်ကိုယ်လည်း one play မှာဒါ one play မင်းသားမှာကျွန်တော်တို့ arena တွေရှိတယ် odu arena ဆိုလားမသိရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ရုပ်ရှင်တွေကကျွန်တော်ဗာဟိုအသီးတကမ်းမာတွေဒါကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်လည်းမမဲ့ရအဲ့တုန်းကကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တရှုတ်တည်တဲ့ studio ghibli ရဲ့ဒါကျွန်တော်တို့တချင်းတွေကိုပင်တိုင်ဆန်ရေးပြီးတဲ့ joe high ရှိတည်ကြတယ်ကျွန်တော်အဲ့တော့ကျွန်တော် joe high ရှိရဲ့ဒါကျွန်တော် piano concert ကိုလည်းဒါကျွန်တော် one play မှာပဲကျွန်တော်သွားကြည့်ခဲ့ရတာဖြစ်တယ်အဲ့တော့ပြောချင်တာ one play ကကျွန်တော်တို့လုတ်ချက်ကြည့်မှာကျွန်တော်တို့ဒါပရိသတ်တွေအနေနဲ့ဒါဘောလုံးကွင်းလိုပဲထင်တယ်ဆိုမဲ့ဘောလုံးကွင်းထပ်ပို့တယ်ပြောချင်တာ အဖက်ဖက်ကနေပြီးတော့အလုံးစုံသွားတာကျွန်တော်နေရအဲ့တော့ဝမ်ဘလီကဝမ်ဘလီတခုတည်းမဟုတ်ဘူးဝမ်ဘလီရဲ့မြေပတ်ချာလဲမှာဝမ်ဘလီကရောင်းထားလို့ဆိုရှိတယ်ဟာတာတခုပြောပြမယ်လက်ရှိမှာဒါကျွန်တော်တို့အဲမန်ချက်စတာယူနိုက်တက်အသင်းကလုံမဲ့အကွက်ကဝမ်ဘလီကကျွန်တော်အစိုးရလုတ်သွားတဲ့အကွက်နဲ့တပုံစံပဲမယ်ဝမ်ဘလီကိုဒါအစိုးရကဝမ်ဘလီကြီးကိုစောင့်မယ်ဆိုတဲ့အချိန်မှာဝမ်ဘလီရဲ့ပတ်စံဘယ်ရယူရဲမှတ်လို့တော့ပတ်ချာလဲမှာတင်တာရင်ဆဆွဲတယ်ဘဲကောင်ဟိုတယ်စောင့်ပါလေဘဲကောင်ရှော့ပင်းမောစောင့်ပါလေ ဘဲကောင်ကလေးကစားကွင်းဆောက်မှာလေဘဲကောင်ဘာဆောက်မှာဘဲကောင်ကျွန်တော်တိတော့ဝမ်ဘလီရဲ့ပတ်ချာလေးဝင်းညင်ကြမှာအ ਨੇ စုံမရှိဆို project ပေါင်းအလုံးပေါင်းယာနဲ့ချီရှိတယ်အဲ့ဒီယာနဲ့ချီကိုကျွန်တော်တအစိုးရကတင်နာရောင်းတယ်တင်နာရောင်းတဲ့ပတ်စံနဲ့ဝမ်ဘလီကိုပြန်ဆောက်တယ်ဆက်ကျွန်တော်လက်ရှိမှာကျွန်တော်အတူချုံပြောရမယ်ဆိုရင်အာဂျင်ရက်ကလစ်ကလည်းအဲ့ဒီကွက်ကိုနင်းဖို့အတွက်ပြင်တယ်အဲ့တော့ regeneration plan ဆိုတာဒါပဲ United အသင်းတွေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ United Queen ကဘယ်လောက်ထိကြီးလဲဆိုတော့ ကျွန်တော်မျက်စိနဲ့မြင်အောင်ပြောမယ်ဆိုကျွန်တော်တို့ဒါရက်ကွက်တစ်ခုစာနေနေရှိတယ်ကျွန်တော်တို့ဒါ United Queen တိဆောက်ထားတဲ့နေရာဘေးနားမှာယူပြီးတော့နေရာလွတ်တယ်အများကြီးပဲကားပါကင်ကြီးဘက်ကိုပဲဧကန်အတွက်မဆို10ဧကလောက်နေနေရှိတယ်ကားပါကင်ကြီးဘက်ကိုမလို့လားအဘဲနဲ့ပြီးခုနကပြောသူပဲ Manchester United လို့ Queen မျိုးဘေးနားမှာ hotel လေးတစ်တစ်လေးတစ်လုံးပဲရှိတယ်ပြပြမယ်နော် hotel တိတ်တိတ်လေးတလုံးပဲရှိတယ်အခုလက်ရှိကြီးချောက်ကြီးပတ်ချလဲမှာကြီးလိုက်ရင်ဥပမာလက်ရှိမှာဒါစပါပွင့်မှာစပါရဲ့ဘီနာ hotel ကြီးဆိုအကြီးပဲဒါပြစပါအခုလက်ရှိမှာ hotel တက်တောင်ထပ်ဆောင်အောင်ပါ ျွန်တော်ကအားလုံးပေါင်း24လက်မြင့်တယ်ဟိုတိတ်ဆက်ဆောင်ပါထားပါအာစနယ်ကဘေးနားမှာဒါကျွန်တော်တို့သူ့အနေနဲ့ပရဝံသူရောင်းထားတယ်လေအများကြီးရှိတယ်အာစနယ်လေအဲ့တော့ဒီနေရာမှာဒါဒီကွင်းကိုကျွန်တော်သိတော့ဂလီဇာဆောက်သွားခဲ့တာတော့မဟုတ်ဘူးကျွန်တော်သိတော့အဲ့တော့ကွင်းကိုဒါပြင်လာတော့ပဲဂလီဇာမိသားစုထုတ်သွားခဲ့အဲ့တော့ဒီကွင်းပတ်ချာလေမန်ချက်စတာယူနိုက်တက်ကွင်းပတ်ချာလေဝင်းဂျင်မှာ ပြောရမယ်ဆိုငွေမြုပ်နေတာအများကြီးပဲ United အသင်းနဲ့ဒီ Queen Butcher လဲဝင်းဂျင်ကိုပတ်စံနေအများကြီးရှာလို့ရတာအများကြီးရှိခဲ့ပေမဲ့ United အသင်းကလုံးဝမရှာပြောချင်တာပြောချင်တာပေါ့ဆိုမြေရိုင်းမြေလွတ်တွေရှိပြီးတော့ဒီမြေရိုင်းမြေလွတ်တွေကိုဂလီစာမိသားစုကလည်းဘာမှဆောက်လို့မလုပ်ဘူးဒါရှိရအဲ့တော့ ဂျင်ရက်ကလစ်ကဘေးနာကြည့်ပြီးဟင်ငါတို့မှာမြေခုနဘောလုံးငါတို့ကရက်ကွက်တစ်ခုစာလောက်ပိုင်ပြီဒီရက်ကွက်တစ်ခုစာလောက်မှာဒီဘောလုံးငွေ့ရတစ်ခုပဲဝင်ဝင် ရနေတာလားဆိုတဲ့ feeling ကြီးကိုဒါကျွန်တော်ဂျင်ရက်ကလစ်ကလုံးဝမကြအဲ့တော့သူ့အနေနဲ့ပြောရမလို့လက်ရှိမှာ United ရဲ့ပရဝင် United ရဲ့ကျွန်တော်ဒါပိုင်နဲ့ Old Trafford ရဲ့မြေက Wembley လောက်နီးနီးကြီးတယ် Wembley လောက်တော့မကြီးဘူးဒါပေမဲ့ Wembley လောက်နီးနီးကြီးတယ်အဲ့တော့ United ရဲ့ဒါကျွန်တော် regeneration plan မှာပါနေပါမယ်ခုနကကျွန်တော်တို့ Wembley မှာဒါလောက်ခါခဲ့လို့ပဲ ကွန်ဒိုတွေပါမယ်အဆောက်အုံတွေပါမယ် shopping mall တွေပါမယ်ရုပ်ရှင်ရုံတွေပါမယ်ဒါကျွန်တော်တို့ hotel တွေပါမယ်အဲ့တော့ဒီ regeneration plan အရန်ရည်ကြီးတယ် United ရဲ့လက်ရှိ2 billion လောက်တန်တဲ့ ქვენ ကြီးကိုအဓိကငွေပေးမဲ့ဥစ္စာကဒါတွေပဲအဲ့တော့ဒီညမှာဒါခုနပြော1958ခုနှစ်ဒါကျွန်တော်အုပ်စုကလည်းလက်ရှိမှာဆန္ဒပြတယ်လက်ရှိမှာ United အသင်းရဲ့ ქვენ က ကျွန်တော်တို့ United အသင်းကလာကျွန်တော်950တန်းတန်းအကျွေးရှိတယ်။ငါတို့အနေနဲ့ဒီ Queen Tick ကို2ပြည်နေတဲ့အကြောင်းငါတို့အသင်းပေါ်အတင်းမခံနဲ့။လက်ရှိမှာ Ineos ကလေးတယ်။ Ineos အနေနဲ့ United ကိုဒါကျွန်တော်တို့တစ်ချိန်ကဂလီဇာမီသားစု United ကိုအကျွေးဆက်ခိုင်းလို့မလုပ်တော့ဘဲနဲ့သူတို့အနေနဲ့ဒီ2ပြည်လျာကဲဖြစ်သွားခဲ့မယ်ဆိုရင်သူတို့အနေနဲ့ငွေချီးရမယ်ဆိုရင်တော့မှ Ineos အနေနဲ့ချီးမယ်။ Ultra ကိုကျွန်တော်ခုနပြောတဲ့ပဲ United ရဲ့ဒါကျွန်တော်တို့ Manchester United နဲ့တို့ငွေချီးမှာမဟုတ်ဘူး။ဒါက United ပြည်သက်တွေနားလဲဘူးလေ။အဲ့တော့ပြောချင်တာ Jim Ratcliffe တို့ကပြောတာ Quintus ဆောက်ချင်တဲ့ဥစ္စာကအဖြေကရှေ့ရှေ့လေး ကွင်းသစ်ဘီနာကပါရဝုန်ကရတဲ့ပတ်စံတွေကို United စီမသွားဘူးသူတို့အိတ်တဲ့သူတို့ထည့်နေတယ်။ဒါလည်းလားမသိဘူး။အဲ့တော့ပြောနေတာ Ineos အနေနဲ့အခုလက်ရှိမှာဘေးပါရဝုန်တွေကဒါကျွန်တော် United ကွင်းသစ်ကိုစောက်ပေးမယ်။ဒါပေမဲ့ဘီနာကရတဲ့အမျက်ဆုံးကို Ineos ကယူမယ် United ကမရဘူး။အဲ့လိုပုံစံမျိုးတို့တော့သွားမယ်။ဒါပေမဲ့တို့ကဘာဖြစ်လဲဆိုတော့အဲ့ဒီကလက်ရှိရနေတဲ့အမျက်ဆုံးကိုတော့ Ineos ကယူတဲ့အချိန်မှာရတဲ့ပတ်စံကိုအသင်းလက်ရှိ Queen Tick ကိုပြန်ဆောက်ရတယ်တော့ပြန်ထည့်ပေးမယ်။အဲဒါမှမဟုတ် Queen Tick ဆောက်ပြီးတော့နောက်ပိုင်းရတဲ့ပတ်စံတွေအကုန်လုံးက Ineos ကယူသွားမှာ။ တော့ queen တစ်ကိုတော့ခုနပြောဆိုပဲဘေးနာက regeneration plan ရဲ့ဒါရတဲ့ပတ်စံလေးနဲ့တော့စောက်ပေးမှအမှန်ပဲဒါပေမဲ့ queen တစ်ကြီးပြီးသွားပြီးတော့ဘေးနာပတ်စံလေးဆက်ရနိုင်မယ်ဆိုရင်တော့ inios ကယူသွားမယ်အဲ့အကွက်ကိုတို့ကနင်းသွားတယ်အဲ့တော့ပြောချင်တာခုနပြောဆိုပဲဟိုဘေးနာပြန်ကြည့်တော့လေ win win situation ပေါ့နော်ပြောချင်တာဒါခုနပြောဆို united ကိုဒါကျွန်တော်တို့ inios အနေနဲ့နှစ်လပပခိုင်းစားသွားတယ်လို့ပဲပြောလို့ရမယ်တယ်မှာပါအဲ့တော့ဒါကိုသိတဲ့လူကြတယ်မကြင်တတ်ဘူးဟာခုနပြောခုနလက်ရှိပြောပြမယ်ဟိုတယ်တစ်လုံးကလက်ရှိမှာဒါကျွန်တော်တို့ ဒီကျွန်တော်ဗီဒီယိုကြီးရဲ့ဆိုသိလိမ့်မယ်အင်ဂျင်နီယာရဲ့ဆိုသိလိမ့်မယ်အာကီတက်ချာသိလိမ့်မယ်ဒါအစိုးရပိုင်ပြီပဲဖြစ်ဒါကျွန်တော်တို့ဘူဝပိုင်ပြီမှာဒါကျွန်တော်ဟိုတယ်လုံးဆောက်ပြီဆိုနှစ်60နှစ်100ဆိုပြီးငှားရတယ်ဒီမှာပါတယ်အဲ့လိုမျိုးစာချုပ်ချုပ်ပြီဆိုရင်ဒါခုနပြောတဲ့ရရှိ United အသင်းကိုဒါကျွန်တော်တို့တိတလောက်ကအဲကျွန်တော်တိတလောက်ကပေါ့နော်ဒါကျွန်တော်တို့ Chelsea ပြည်နာကဟိုတယ်ရှိတယ် Chelsea ပြည်နာဟိုတယ်ကတနှစ်ကို6သန်းလား7သန်းလားမသိဘူးပေးရတယ်အဲ့ဒါကို10နှစ်လားမသိချုပ်ထားခဲ့တယ်တန်း80လောက်ရတယ်ပေါ့နော်ပြောချင်တာအဲ့တော့လက်ရှိမှာ United ကအိုက်ထပ်ပိုးတယ်ကျွန်တော်ဒီလောက်က United က Hilton ကိုယူထားတယ်ကြားတယ် Hilton ကအနည်းဆုံးအဲ့ဒီ project ကိုတနှစ်ကို15သန်းလောက်ပေးမယ်15သန်းကို10နှစ်ပဲထား15သန်းနဲ့20ချုပ်မယ်တန်း300ရမယ် Hilton စီရပဲဟုတ်တော့ခုနကပြောတာဒါမှ shopping mall ရှိမယ်ဘာညာကြည့်မယ် United ကဒီ regeneration plan ကြီးပဲမရအောင်ဆို 1B ပြီးတော့ 1.2B လောက်ပြန်ရဖို့ရှိတယ် ပြီးတော့ United အကြံနောက်တစ်ခုကရှိသေးတယ်အကယ်၍သာပတ်စံလူနေခဲ့သေးတယ်ဆို United လက်ရှိဒါကျွန်တော်တို့ Queen ရဲ့နာမည်ကိုရောင်းအောင်ပါတနစ်ကိုတန်း80တော့မဟုတ်တန်း60လောက်နေတာကျွန်တော်ရောင်းပြီး10နှစ်စာရောင်းမယ်တန်း60လောက်နေရောင်းမယ်ဆိုခုနပြော10နှစ်စာဆိုတန်း600ရမယ်ဥပမာလက်ကြည့်မှဒါကျွန်တော်တို့အခုလက်ရှိနောက်ဆုံးကြားရတဲ့သတင်းတွေကကျွန်တော်ဒါ business site တွေမှာကြားရတဲ့သတင်းတွေက Manchester United အခုလက်ရှိရင်ဘတ် sponsor ဖြစ်တဲ့ Snapdragon ကိုဒါ6နှစ်စာတော့မဟုတ်10နှစ်စာရောင်းမှုအတွက်ပြင်ဆင်နေခဲ့တဲ့နာမည်ကိုအဲ့တော့ ဖြစ်သွားမဲ့သဘောတရားကဒါကျွန်တော်တို့ Snapdragon Ultra Flow ပုံစံမျိုးဖြစ်သွားမယ် Ultra Flow Snapdragon ဖြစ်ဖြစ်မဖြစ်ဘူး Snapdragon Ultra Flow ဖြစ်ဖြစ်တချို့တော့ Cola Hala တွေမှာ Ultra Flow ဆိုတဲ့နာမည်ကြီးကိုပြောင်းသွားပြီး New Travel ပြောင်းရင်ပြောင်းမယ်ဆိုပြီး Cola Hala တွေပြောနေတယ်ဒါပေမဲ့ကျွန်တော်တို့ New Travel မပြောင်းတော့ဘူးလို့နေတယ်ဒါ Ultra Flow ဆိုတာ How တို့ Ultra Flow ခေါ်တာမဟုတ်ဘူးဗျ Ultra Flow ဆိုတဲ့ meaning က Ultra Flow ခေါ်တာဒါပါအဲ Snapdragon Ultra Flow အဲ့တော့ပြောချင်တာ United ရဲ့လက်ရှိခုနပေါ2 billion ဆိုတဲ့ပတ်စံတွေကဘယ်ရရမလဲအဲ United လက်ရှိဒါကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာငှားမဲ့မြေဒီစီရရမယ်လို့အတူချုံတွက်လိုက်တော့ရတယ်ဟုတ်လားဘယ်လိုဘေးနားမှာဒါကျွန်တော်တို့ shopping မှာ ှလာတာ short term ကဒါကျွန်တော်တို့ဘယ်နှစ်နဲ့ငားမယ်15နဲ့20ငားမယ်အဲ့နေရာက short term က9သန်းပေးတိုင်းမယ်အဲ့တော့9သန်းကို12ဘောဒေါ်လာပေါ်တယ်တနာဟိုဆိုတလဟို9သန်းပေးမယ်ဒါမှမဟုတ်တနစ်ကို9သန်းပေးမယ်တလ9သန်းတော့မေးဦးတနစ်9သန်းတော့မရဘူးနဲ့တူတယ်တနစ်10သန်းလောက်ပေးရမယ်သဘောမှရှိတယ်တနစ်10သန်းပေးမယ်ဒါကျွန်တော်20ငားမယ်အဲ့မှာတန်းညရာရပြီ short term ကနေပြီအဲ့ပြီးတော့ခုနကပေါ်ဆိုဘေးနားမှာရုပ်ရှင်ရောလာငားမယ်ရုပ်ရှင်ရောအများကြီးမရဘူးတနစ်ကိုတသန်းခွဲနှစ်သန်းရနှစ်သန်းကိုနှစ်သန်းကိုကျွန်တော်ဒါ20ငားမယ်တန်း၄၀ရမယ်အဲ့တော့ United ရဲ့ဘေးနာကဒါစီးပွားရေးဒီစီကနေပြီးတော့တင်တာပြန်ခေါ်ပြီးရတဲ့ပတ်စံနဲ့ပြန်တွက်မယ်ဆိုရင်တော့ United ကခုနကကွင်းရတာကျွန်တော်တို့လက်ရှိအသက်ဆောင်မဲ့ပတ်စံရဲ့80%ခန့်လုံးကိုပြန်ရှာလို့ရတယ်။ဒါပေမဲ့ဒီမှာခုနကပြောစကားပြောသူပဲ။ Okay United ကွင်းဆောက်ပြီးရကွင်းဆောက်ပြီးသွားပြီးဒီ2 billion ရဲ့ဒီဘေးနာလူတွေလည်းပတ်စံတွေပေးပြီးသွားပြီး Okay အဲ့ဒါဆိုရင်ဒီနောက်ပိုင်းပတ်စံလူရမယ်အင်းရောဆရာ။သူတို့ရဲ့အကွက်ကလှတယ် ခုနပေါ်တယ်ခုနပေါ်တို့အကြိတ်ခုနပေါ် United ကအဲကျွန်တော်ကွင်းပိုးပြင်ရသွားပြီဆိုရင် United ရဲ့ခုနကျန်တဲ့ပတ်စံတွေအကုန်လုံး Ineos ကရအဲ Ineos ကိုခမရမဟာခမရတို့ Ineos ကပါအဲ့ဒါဆိုခုနပေါ်တို့အဖြေပြခမရတို့တခုတည်းပြန်ပြောမယ်အဲ့ဒါဆိုရင်မင်းတို့ United အသင်းအနေနဲ့မင်းတို့ဘာဒန်ခံပေါ့အဲ့လိုမျိုးပတ်စံလူချင်းမင်းတို့ United အသင်းနဲ့မင်းတို့ပါအဲ့တော့ United အသင်းနဲ့အခုလက်ရှိမှာဘာဒန်ခံလိုက်ပြီဆိုရင်ဘာဖြစ်သွားမလဲဆိုတော့အရင်တော့ကဂလီဇန်ပီဇာဆိုအကျွေးခံပြန်ဖြစ်သွားလိမ့်မယ် အဲ့ United ပြည်သက်နေတဲ့ဒီညမှာနှစ်ခုဆို Indians အုပ်စုကလဲတယ် Indians အုပ်စုက United ကိုဘာတမ်းပေးမခံဘူးသူတို့ Indians အုပ်စုနဲ့အခုလက်ရှိမှာဒါကြီးကိုသူတို့တာဝန်ယူမယ်အခုလက်ရှိမှာ Super Hero ပုံစံမျိုးတာဝန်ယူမယ်အဲဒါပေမဲ့ခုနကစမြက်လာနေသူတို့ပဲယူမွားပါလေအဓိကဒါပဲဒါပေမဲ့ပိုင်ခုနက United အသင်းပိုင်ရှာပတ်စံနေရတော့လေ United အသင်းစီပတ်စံပြန်ထည့်လို့ရတာပေါ့အဲ့လိုမျိုးပြန်ကြည့်တော့လေအကောင်းဆုံးပေါ့ဗောနော်ဒါပေမဲ့အဲ့လိုမျိုးပြန်ကြည့်ပြန်တော့လေဒါ date ပြန်ကြည့်တော့လေဟာငါတို့အသင်းနေလေလေခုနကငါတို့အသင်းရဲ့ပတ်ဝန်းကြီးကိုလေငါတို့ကငှားထားသေးတယ်ငါတို့လာတယ်ခုအသင်းနေလေပတ်စံမရအောင်ဆိုတဲ့ feeling လေးရှိတယ်ဒါပေမဲ့ ပတ်စံရတဲ့လူကအပငါတို့အသင်းပိုင်ရှင်ဖြစ်တဲ့ကြောင့်ငါတို့အသင်းပိုင်ရှင်ငါတို့အသင်းနဲ့ပတ်စံပြန်ထည့်မှာပဲဆိုတဲ့ feeling လေးရှိမယ်ဆိုတော့မဆိုးဘူးပေါ့နော်အဲ့တော့ Indians တို့အသင်းအနေနဲ့နောက်ပိုင်းခုနပြောဆိုအသင်းရဲ့ဒါကျွန်တော်တို့ကွင်းရဲ့ဇယိပြန်ကြည်သွားပြီးနောက်ပိုင်းမှာဒါကျွန်တော်တို့ဒီပတ်စံတွေအသင်းကိုပြန်ထည့်မထည့်တော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့ Indians တို့အဆုပဲရသွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်မှာပေါ့ဘာလို့ဆိုတော့ Indians အဆုက United ကိုပိုင်တဲ့တကြောင်ဖြစ်သွားအဲ့တော့ Indians အနေနဲ့အခုလက်ရှိမှာ United ကွင်းတစ်ကိုဒါကျွန်တော်တာဝန်ယူပြီးဆောင်ရွက်မှာဖြစ်ပြီးတော့ Manchester United ပိုင်ရှင်အနေနဲ့ဒါတာဝန်ယူပြီးဆောင်ရွက်မှာမဟုတ်ဘူးလို့သိရတယ်မှာပါတယ်အဖေကအဲ့ဒါပဲအဲ့တော့ အတို့ကြောင့်ပြောရမယ်ဆိုရင်ဟိုနာပြောလို့ပဲဒါအင်းရဆိုးစုနေနေတာကျွန်တော်တို့ဝင်းဝင်း situation တစ်ခုကိုနင်းသွားတယ်ဒါဟိုနာပြောလို့ပဲဘယ်ဘက်ကကြီးကြီးဒါကျွန်တော်တို့မြတ်သွားမယ်ဆိုတဲ့ပုံစံမျိုးအင်းရဆိုးစုနင်းသွားတယ်အဖြေကဒါပဲအဲ့တော့ဒီ2 billion ဘယ်ကရှာမယ်ဆိုဟိုနာပြောလို့ regeneration plan ကနေရှာမယ် Manchester United ရဲ့ဒါဘီပတ်ဝင်းချင်းကိုအငှားပြီးတော့ကျွန်တော် BOD ပုံစံမျိုးတွေလှုပ်သွားပြီးတော့အဲ့ကနေပတ်စံလေးပြန်ရှာသွားမယ်အပြင်ကိုဒါ Manchester United အသင်းရဲ့ queen နာမည်ကိုရောင်းစားပြီးလဲဒါကျွန်တော်တို့ သက်ဆန်နေပြန်ရှာသွားမယ်လို့ကြည်ရအဲ့တော့ပြောချင်တာကတော့ဘာလို့လဲကျွန်တော်ဒီလောက်လက်ရှိမှာဘန်ဒိုးယူပြီဆိုရင်တော့အဲ့လောက်အများကြီးမယူရတော့ဘူးနေနဲ့ဒါပေမဲ့ဘန်ဒိုးယူမယ်ဆိုရင်တော့အိန္ဒိယဆိုအနေနဲ့တို့အမိတို့ခံပြီးတို့ကတို့ယူသွားမယ် United ကိုအကျိုးဆက်ခိုင်းမှာမဟုတ်ဘူးလို့ကြားသိရတယ်မှာပါဒါပေမဲ့ခုနကဘာလို့လဲအမျက်ရရင်တော့အိန္ဒိယဆိုပဲအိတက်ထဲသွားမှာဖြစ်တယ် Manchester United တင်းကမရတော့ဘူးလို့ကျွန်တော်နေမြင်မိရတယ်မှာပါတယ်ဒါကလက်ရှိမှာ United အသင်းအနေနဲ့ဒါကျွန်တော်ဘယ်ကနေပြီးတော့ပတ်စံနေဘယ်လိုရမလဲဆိုတော့ခင်ဗျားတို့ကိုရှင်းပြထားတာဖြစ်ပါတယ်ဒါတော့ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4 ကြီးတို့မှာဂျင်းတို့ဆိုပေါအောင်ကိုညွှန်ပြရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ဒီနောက်မှာအေးအေးဆေးတွေ့ကြတာပေါ့။အားလုံးမကြွတူပါနဲ့။ကျော်တော်ကိုပြပါဗျ။ Dave ပါဗျ။